မြမလွတ်လပ်ရေးရဲ့မိရှုတဆောင်လို့အင်စားချင်းခံရတဲ့ဆရာတော်ဦးဥဒမရဲ့ပုံတူပကြီးနဲ့အဘူးယုတ်ထုကို အကြီးရွှေမြင့်နဲ့အဘူးကျော်ကျော်မင်းတို့ကဩဂတ်စ်လ17ရက်နေ့မှာအများပြည်သူ ရှေ့မှောက်မှာရေးဆွဲထုတ်လုပ်ခဲ့ပါတယ်။ ွှေလကုံစင်ကြီးတို့တောင်မတ်မုတ်ကဟပ်ပီယိုကစားခွင့်မှာပြုလုပ်တယ်။ဆရာတော်ကြီးရဲ့ပုံတူပကြီနဲ့ဘဘူးရေးဆွဲထုတ်လို့ရတာဟာဆရာတော်ပြန်လုံတော်မူတဲ့84နှစ်မြောက်ကြာရောက်မဲ့စက်တင်ဘာ9ရက်နေ့အတွက်ရည်စူးပြုလုပ်တာလို့ဘဘူးဆရာကျော်ကျော်မင်းကပြောဆိုပါတယ်။အင်္ဂလိပ်ဘာသာတော့မှဆန်နေရှင်ကက်တော့ဆက်သွားဖို့ပဲအမိပေးခဲ့တယ်ဟုတ်ဖြစ်ပါတယ်။ဒါကြောင့်ဆရာတော်ဥဒမရဲ့ကိုကျေးဇူးကိုအထူးပြန်ပြောင်းပြီးတော့သိရပြီးတော့ဆရာတော်ဥမ္မာကိုရေးဆွဲပြီးတော့ဆရာတော် ဟာကိုဘူးထုတ်လုပ်တဲ့ပွဲလေးကိုဒီ Happy World ကိုဆိုရှင်ရဲ့ Happy World ဆိုလာတော့ကျင်းပကြီးဖြစ်ပါလိမ့်ခင်ဗျာဒါမဲ့ကိုယ့်ရဲ့ကိုလာ2013ဆိုရှင်ဆရာတော်ဦးတို့မရဲ့54နှစ်မြောက်ဆရာတော်ဦးတို့ပြန်လုံတော်မူတဲ့54နှစ်မြောက်ဆရာတော်ဦးတို့မနေ့ဖြစ်သတ်မှတ်ကြမှာဖြစ်ပါတယ်အဲ့ဒီကိုယ့်ရဲ့ကိုလာအခုလိုရောဘီအကြောင်းလိုက်မှာကျင်းပမယ်ဆရာတော်ဦးတို့မရဲ့အထိတ်မှတ်ပွဲလေးတွေအခုလိုဒီပကြီးတဲ့ဘုဘူလက်တွေရေးစရာရင်းဖြစ်ပါတယ် ထူထောင်ခဲ့တဲ့ပပုန်းနဲ့ရေးဆွဲထားတဲ့ပကြီကားကိုအလူတော်ဘေးကျောင်းကိုလူတန်းမှာဖြစ်ပြီးကန်တော်မင်ပန်းညံဟာအချိန်ကဥဒ္ဓမပန်းညံဖြစ်ခဲ့တဲ့သမိုင်းကိုလည်းတတိယစီကျင်းတာကြောင့်ဖြစ်တယ်လို့ပြောဆိုပါတယ်။ဆရာတော်ရဲ့ပုံတူပကြီရေးဆွဲတဲ့ဆရာရွှေမြင့်ကအများပြည်သူတွေပကြီဆွဲတာကိုမြင်စေချင်တာကြောင့်ဖြစ်ပြီးပရိသတ်လည်းရေးဆွဲရတာမို့တတိထားပြီးဆောင်ရွက်ရတဲ့အကြောင်းပြောဆိုခဲ့ပါတယ်။ဘုရားသခင်ပကြီဆရာမှုဆရာတွေက ိမ်မှာပဲထုလုပ်ပြီးတော့ဟိုအနံ့နဲ့လူတွေပဲပြန်ပြန်အကြတယ်ပြည်သူတွေမမြင်ရမြင်ရတယ်ပေါ့အဲ့ဒါတွေကိုဆရာတို့ကပြည်သူတွေမြင်အောင်အိုဝါသနာရှင်တွေမြင်အောင်ဟိုရေးပြထုပြအစရဲစိတ်ထဲမှာတော့ပြည်ဝါဒနာပါတဲ့ပြည်သူတွေဗာရင်းများတွေကြတော့ဆရာဝန်တာပေါ့နော်။ဒါပေမဲ့အဲ့လိုရေးဆွဲထုတ်လို့ရတာလည်းတိတ်တော့မလို့။ဟိုဆရာတို့ချော်သွားလို့ရှိရင် 我先的，关注，立马叫人来了。